မင်္ဂလာပါရှင်။စီအန်တိုင်းသတင်းဌာနရဲ့2025ခုနှစ်အော်တိုဘာလ23ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ UWSA အနေနဲ့ပြည်내အဆင့်ရရှိရေးအတွက်လွတ်တော်တွေကိုဝင်ရောက်လာနိုင်ပွဲရှိလားဆိုတဲ့အပေါ်စီးရင်းနဲ့နိုင်ငံရေးကက်ခတ်တွေကြားသုံးသပ်မှုတွေရှိနေတယ်ဆိုတဲ့သတင်း။တောင်ကိုရီးယားနိုင်ငံမှာကျင်းပတော်မယ့် APEC အစည်းအဝေးမတိုင်မီရပ်ပိုင်းအလို့မှာမြောက်ကိုရီးယားနိုင်ငံကပဲ့ထိန်ဒုံးကျည်တစင်း ြစ်လွတ်ခဲ့တယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်သတင်းနိုင်ငံတကာသတင်းနဲ့အခစားသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ UWSA အနေနဲ့ပြည်내အဆင့်ရရှိရေးအတွက်လွှတ်တော်တွေကိုဝင်ရောက်လာနိုင်ပွဲရှိလားဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးအကက်ခတ်တွေကြားတုံ့တက်မှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဝါပြည်နယ်ရလိုပါကလွှတ်တော်တွေဝင်ရောက်ဖို့ပြောကြားမှုတွေနဲ့ပတ်သက်ပြီး ဝါပြည်သွေးစည်းညညရေးတက်မလို့ UWSA အနေနဲ့ပြည်နယ်အဆင့်ရရှိရေးအတွက်လှစ်တော်တွေကိုဝင်ရောက်လာနိုင်ပွဲရှိလားဆိုတဲ့အပေါ်စီရင်တဲ့နိုင်ငံရေးအကြိတ်ခတ်တွေကြောင့်တုံ့တက်မှုတွေရှိနေကြပါတယ်။ UWSA အနေနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဝါပြည်နယ်လူချင်းပါကရွေးကောက်ပွဲဝင်ပြီးလှစ်တော်တွေမှာတောင်းဆိုဖို့အမျိုးသားစည်းလုံးညညရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ရဲ့ဥက္ကဋ္ဌဒုပိုလ်ချုပ်ကြီးရှာပြီးကအောက်တိုဘာ18ရက်နေ့ကပြုလုပ်တဲ့ငြိမ်းချမ်းရေးအလို့ယုံဆွေးနွေးပွဲမှာပြောကြားခဲ့တာပါ UWSA အနေနဲ့ဝပြင်းနယ်ပေါ်ပေါက်ရေးကိုလွှတ်တော်တဲ့ဆုံးဖြတ်မယ်ဆိုတာကမလွဲကူတာကိုသိထားတဲ့အတွက် UWSA ခေါင်းဆောင်တွေကအရေးကိစ္စကိုလက်ခံဖို့ခတ်သွားတာဖြစ်တယ်လို့ငင်းကြေးလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်က CNN တရင်ဌာနကိုပြောပါတယ်။ဒါကတော့သူကအာ2008ခုပြည်ရဲ့ပြောသွားတာဖြစ်တယ်နော်။အာအဲ့ဒီတော့ကျွန်တော်တို့က 那他们是物理压缩的实验，要多的嘛，生产用的嘛，搞不。啊，路上大高油玻璃来漏牙的，啊，哎呦，你给啥嘛？是不是？我个啊，都都要表达的，那不嘛那，他们。 我刚走也都不包办的，咱们自己刚走，咱咱们看不住就叫了。加上嘞，现在比较吃得好些，过去那时候，那种商品嘞，那属于什么瓦个、卤盐类的，以我公司来个嘞，你比如说瓦片嘞，民国不到了嘛，上下破碎。 သူကမတော်ဘူးအဓိဥစားပါပဲအခုဖြစ်တယ်နော်အဲ့ဒါကြောင့်မလို့ဒီဘုရားကောင်းဆောင်အနေနဲ့ဒီကိစ္စကိုလက်ခံဖို့သူခက်သွားတာဖြစ်ဖြစ်နေတာပေါ့နော်အရေးသမားဦးသိန်းစိန်နဲ့ NLD အစိုးရလက်ထက်က UWS ရဲ့ထင်းချုပ်ထားတဲ့နယ်မြေတွေမှာရွေးကောက်ပွဲပြုလုပ်ဖို့တောင်းဆိုခဲ့ပေမဲ့လေ UWS ကတောက်လျှောက်ညှင်းဆိုခဲ့တာဖြစ်ပြီးအခုမြန်မာတက်မတော်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာကျင်းပခွင့်ပြုမပြုဆိုတဲ့အပေါ်တော့မသိရသေးပါဘူး။ လက်ရှိမှာဒီဇင်ဘာ28ရက်မှာစတင်ကျင်းပမဲ့ရွေးကောက်ပွဲအပိုင်း1နယ်မြေစီးမှာတော့ UWSA ထင်းချုပ်တီတာဟိုပန်မျိုးမပါဝင်တာကိုတွေ့ရပါတယ်။ဒါပေမဲ့လာမယ့်ရွေးကောက်ပွဲကို UWSA အနေနဲ့အားပေးထောက်ခံကြောင်း UWSC ရဲ့လားရှိုးမျိုးဆက်ဆံရေးယုံတာဝန်ခံဦးညီရန်ကထုတ်ဖော်ပြောဆိုထားတာပါ NSPSC ဥက္ကဋ္ဌရဲ့ပြောဆိုမှုဟာရွေးကောက်ပွဲကျင်းပနိုင်တဲ့ဒေသတွေပုံမကျေဝန်းလာစေဖို့ကြိုးစားတဲ့ပုံစံဖြစ်နေကြောင်း UWSC အနေနဲ့လည်းတက်တဲ့ဆက်ဆံရေးကောင်းအောင်သာလှုပ်ဆောင်နေရဖြစ်ပြီး ူတို့ပြောတဲ့အတိုင်းလုပ်မယ်လို့မထင်ကြအောင်တရုတ်မြန်မာအရင်လေးလာတုံးသက်သူဒေါက်တာလှကျော်စောကစီရင်နာတရင်ဌာနကိုပြောပါတယ်သူတို့ကလောလောဆယ်တော့ဝင်မဲ့ပုံတော့မရှိပါဘူးဟိုနင်းတို့ပြောတာကသူတို့နားထောင်နေလိမ့်မယ်ထင်တယ်ကျွန်မကြည့်ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုရှိတယ်ဗျ။ဟိုသူတို့ပြောတိုင်းလဲဟိုနင်းကလိုက်မယ်လို့တော့မထင်ဘူးကျမလေ။အဲအဲ့ဒါကြောင့်မလို့ဟိုဟိုအခုစစ်တပ်ကလည်းလုံနေတဲ့ပုံကလေ။ဟို သူတို့ရွေးကောက်ပွဲဟိုတရားဝင်မှုရှိဖို့အတွက်ပေါ့နော်အကြီးအကျယ်စူးစမ်းနေပုံရပါတယ်အဲ့တော့ဟိုသူတို့နိုင်တဲ့ဒေသတွေပေါ့နော်သူတို့ပြောနိုင်ဆိုနိုင်တဲ့ဒေသတွေမှာနည်းနည်းဟိုနည်းပြုလို့ပြတာဟိုနည်းနည်းတရားဝင်မှုရှိဖို့အတွက်အဲ့ဒီသူတို့ရွေးကောက်ပွဲဝင်နေနေရာတွေကနည်းနည်းကျယ်ကျယ်ရွံ့နေရှိဖို့ဖြစ်ဖို့လိုနေတယ်ဒီနော်အဲ့ဒါကြောင့်မလို့သူကရနိုင်တဲ့မြတ်ဒေသတွေမှာရွေးကောက်ပွဲကျင်းပနိုင်အောင်ကြိုးစားနေတယ်ထင်တယ် ဒါမဲ့ဝါကလည်းလုံမယ်ဘလို့တော့ကျွန်မမထင်ဘူးအဲသူတို့ဘက်ကတော့စစ်ကောင်စီဘက်ကတော့အဲသူတို့ဘက်ကတော့နေရာများများမှာရွေးကောက်ပွဲများများလုပ်နိုင်မှုရွေးကောက်ပွဲလုပ်နိုင်တဲ့ဒေသနည်းနည်းကျေကျေဝင်းပြေဖို့ပေါ့အဲ့ဒါကိုကျိုးသွားတာနဲ့ဒီပါလေအဲ့တော့ဟန်နီပါနီပြပြီးတော့လုပ်နေတာပေါ့ဗျာအဲ့တော့သူတို့သာထင်အဲတိုင်းပြည်ရဲ့အချုပ်အခြာကိုအာဏာပိုင်နေဆိုတာပေါ်အောင်လို့လုပ်တာပါပဲဒါမဲ့ဟိုဝါတဲ့ဆက်ဆံရေးကောင်းအောင်လို့ဆက်ဆံတာပါ သူတို့ပြောတဲ့အတိုင်းလည်းမလုပ်ပါဘူး။လက်ရှိ UWSA ထင်းချုပ်ဒေတာတွေမှာအုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးစတဲ့အခြေအနေတွေမှာဘ ഹു အစိုးရထင်းချုပ်မှုအောက်မှရှိပဲ UWSA ရဲ့ထင်းချုပ်မှုအောက်မှသာရှိနေတာပါ။ UWSA က1989ခုနှစ်မှာမြမတက်မတော်နဲ့အပြည့်ခတ်ရဆက်ရေးချုပ်ဆိုခဲ့ပြီးနောက်ဟိုပန်မိုင်းမောပန်ဝိုင်းနာဖန်မမန်းနဲ့ပန်ဆန်းမြွနယ်တို့ကိုခရိုင်နှစ်ခုခွဲပြီးဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်သတ်မှတ်ပေးခံခဲ့ရတာပါ ဒါပေမဲ့ UWSC ဟာအပြစ်ခံရစဲရေးအတွက်အစိုးရနဲ့ပြည်တော်စုအဆင့်ချုပ်ဆိုထားပေမဲ့လည်း NCA မှာပါဝင်လက်မှတ်ရေးထိုးထားခြင်းတော့မရှိပါဘူး။လာမယ့်ရွေးကောက်ပွဲအတွက်မဲဆင်းရင်းတွေကြည့်ရှုနိုင်ဖို့ကြေညာထားပေမဲ့လည်းပြည်သူလူထုစိတ်ဝင်စားမှုနှေးပါနေတာကြောင့်အွန်လိုင်းကနေကြည်နိုင်အောင်လှုပ်ဆောင်ပေးတဲ့လို့နိုင်ငံရေးလေလာသုံးသပ်သူတွေကထောက်ပြပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာအခုနှစ်ကုန်ပိုင်းမှာကျင်းပမဲ့ရွှေကောက်ပွဲအတွက်မက်ဆေ့နေကြည့်ဖို့ကြီးညာထားပေမဲ့လည်းပြည်သူလူထုစိတ်ဝင်စားမှုနည်းပါးနေတာကြောင့်အွန်လိုင်းကနေကြည့်နိုင်အောင်လှုပ်ဆောင်ပေးတဲ့ကြောင်းနိုင်ငံရေးလေးလာတုံးသက်သူတွေကထောက်ပြကြပါတယ်။ပြည်တော်စုရွှေကောက်ပွဲကော်မရှင်ကရွှေကောက်ပွဲမှာမပေးနိုင်ရေးအတွက်မဲဆန္ဒရှင်စည်ရင်ကို2025ခုနှစ်စက်တင်ဘာ30ရက်မှအောက်တိုဘာဒုတိယပတ်တိသက်ဆိုင်ရာမြို့နယ်တွေရှိရွှေကောက်ပွဲကော်မရှင်အဖွဲ့အစည်းရုံးတွေမှာကြီးညာပေးထားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ဒါပေမဲ့ပြည်သူလူထုဟာမဲဆင်းရင်တော့ ောက်ကြည့်ရှုမှုအလွန်နှဲပါလျက်ရှိနေတာကြောင့် online ကနေမဲဆင်းရင်ကိုကြည့်နိုင်ဖို့အတွက်သက်ဆိုင်ရာမှဆောင်ရွက်ပေးတဲ့ကြောင်းထောက်ပြနေကြပါတယ်။မဲဆင်းရင်ကြည့်ရမှာသက်ဆိုင်ရာမြို့နယ်မဲယုံတွေမှာသွားကြည့်နိုင်ကြောင်းမကြည့်ရင် online ကနေကြည့်လို့ရအောင်လုပ်ပေးဆိုတဲ့နီးလန်းရှိကြောင်းနိုင်ငံရေးလေလာတုံသက်သူဒေါက်တာမျိုးဆက်သွေးကဆီယန်နိုင်တဲ့တင်ဌာနကိုပြောပါရတယ်။ဒီလိုရအောင်လို့လုပ်ပြီးစက်လာပေါ့။ဒါလို့ဒါလို့ဆက်မှာဆက်မှတ်တာကသက်ဆိုင်ရာလို့လေဒီချိန်မှာကိုယ်ရင်းကဒီကိစ္စကအလုပ်ပြီးလို့ဖြစ်တာ 我那个，我那样的，那不人家也拿这个先接下子，又那几个嘛。 အဓိက online ပဲရှိတာလေဒီလိုကတော့ခုနကလိုသက်ဆိုင်အဖြစ်နဲ့ဘယ်လိုမျိုးစမှာရှိဘူးလက်ကျော် online အဖြစ်ကြအောင်လုပ်ဖို့ဒီလိုမျိုးရှိတာဆိုတော့ရှေ့ကတော့ရှင်းမှမရှိတာဒီကဘယ်အရေးကြီးတယ်လေဒီကဘယ်မှာလက်ပြုဖို့ဒီလေလက်ပြုဖို့ဆိုတော့ဆိုလေကြီးကဘယ်ပါလဲဆိုတာကိုသူကအဖြစ်ကြောင်ပြရမှာနိုင်ငံပါတီကတောင်းတော့ရှိတယ်အဲနိုင်ငံပါတီအဓိကတော့ပေါ့နော်ဘယ်လိုအကျိုးရလဲတခြားဆောင်လုပ်တာ plan နဲ့နိုင်ငံပါတီကအဲ့လိုမဲပြီးနိုင်အောင်ပေါ့မဲပြီးလို့ရရှိတာသိအောင်ပေါ့နော် 到这候啊，路这样子，他妈的，路路车很少，少哎，很那了，对吧？车都很少，哎，老多的这些路都是回里没路多的就就是二手车嘛，那现在二逼二逼的闹，懂嘛？ မြန်မာနိုင်ငံမှာရွှေကောက်ပွဲအပိုင်း1ကို2025ခုနှစ်ဒီဇင်ဘာ28ရက်မှာကျင်းပမှာဖြစ်ပြီးမဲပေးစနစ်အနေနဲ့အရင်ရွှေကောက်ပွဲတွေကဲ့သို့စရွက်နဲ့မပေးရတော့ဘဲမြန်မာ electronic မဲပေးဆက် MEVM ကနေပေးရမှာဖြစ်ပါတယ်။အဲဒါကြောင့်မဲစင်းကြည့်နိုင်ရေးနဲ့မဲပေးနိုင်ရေးကိုလည်း online စနစ်ကနေစရွက်နိုင်ဖို့တက်ဆိုင်ရာမှာအကောင့်တွေပေါ်စရွက်တင်ကြောင်းနိုင်ငံရေးပါတီတွေကလည်းထောက်ပြလျက်ရှိပါတယ်။မဲစင်းရဲ့အလွယ်တကူကြီးစုနိုင်ရေးအတွက်တက်ဆိုင်ရာအဖွဲ့အစည်းကော်မရှင်တို့နဲ့ပေါင်းစပ်ညီနိုင်ပြီးလှုပ်ဆော ွန်ရင်ပုံမြန်နိုင်ကြောင်းပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP မှပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးကစီရင်နိုင်တဲ့တင်ဌာနကိုပြောပါရစေ။ အဲ့ဒီလိုဖြစ်လာတဲ့အစ်တီမှုပေါ်မှာပြင်ရမယ်အသာထိုးရမယ်မဲခြင်းမပိုင်ပေါအောင်လုပ်ရမယ်ဆိုတဲ့ပုံစံ၃တော့ပုံစံ၄တို့ဒီဤစနစ်တွေလည်းပြေးထားပြီးသားဖြစ်တယ်ဒီတခါအကြတော့ဆောင်းမှတ်ထားတဲ့ပုံစံတွေရှိသလိုပို့ပြီးတော့ညံဆောင်လို့တက်ဆိုင်ရာဖွဲ့စည်းကော်မရှင်တို့နဲ့ပေါင်းစပ်ညှိနှိုင်းပြီးတော့လုံဆောင်မယ်ဆိုလို့ရှိရင်လည်းညံနိုင်တယ်ပေါ့အခုရေးစီရလည်းပဲမီဒီယာပေါင်းစုံနဲ့ပြင်ညာပေးနေတယ်အမဲခြင်းတွေတွားကြည့်ကြဖို့ရွေးကောက်ပွဲကိုလည်းအောင်းမြင်စွာဆောင်ရွက်ကြဖို့နောက်ဆုံးတယ်လီဖုန်းအတော့ message ကို ို့ပြီးတော့ကောင်းရည်နေကြတာကျွန်တော်တွေ့ရတယ်။သောဆိုင်နိုင်ငံရေးပါတီများကလည်းနိုင်ငံရေးပါတီများနေနေရော ရေကောက်ခံတဲ့ပုံစံလေးတွေကရောဒီကိစ္စကိုဆက်တဲ့ဝင်ဝင်နဲ့တောင်းကြမယ်ဆိုလို့ရှိရင်ပုံမူပြီးတော့အောင်မြင်တာလေးမြေ2010ထွေထွေရေကောက်ပွဲကျင်းပစဉ်ကမဲပေးပိုင်ခွင့်ရှိသူ29တန်းကျော်ရှိပြီးမဲပေးသူ22တန်းကျော်ရှိကြောင်း2015ထွေထွေရေကောက်ပွဲမှာမဲပေးပိုင်ခွင့်ရှိသူ34တန်းကျော်ရှိကြောင်း2020ထွေထွေရေကောက်ပွဲမှာမဲပေးပိုင်ခွင့်ရှိသူ38တန်းကျော်ရှိကြောင်းသိရပါဗျ။ဒါမဲ့2025ထွေထွေရေကောက်ပွဲမှာမဲပေးပိုင်ခွင့်ရှိသူဘယ်လောက်ရှိကြောင်းကိုလည်းမသိရသေးပါ ပါဘူးလက်ရှိမြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာမြို့နယ်တရားနှစ်မြို့နယ်မှာရွှေကောက်ပွဲအပိုင်း1ကိုကျင်းပမှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီလမှာတော့မြို့နယ်တရားမြို့နယ်မှာရွှေကောက်ပွဲဆက်လက်ကျင်းပမှာဖြစ်ပါတယ်နေပြည်တော်မှာကျင်းပခဲ့တဲ့ငြိမ်းချမ်းသောမြမအနာဂတ်တိဆောက်ခြင်းအလို့ယုံဆွေးနွေးပွဲမှာရရှိခဲ့တဲ့အကြံပြုချက်တွေကိုလက်တွေ့အကောင့်ထဲပေါ်နိုင်မလားဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးကက်ခတ်တွေကထောက်ပြပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာကျင်းပခဲ့တဲ့ငင်းကြံသောမြမအနာဂတ်တည်ဆောက်ခြင်းအလုံယုံဆွေးနွေးပွဲမှာရရှိခဲ့တဲ့အကြံပြုချက်တွေလက်တွေ့အကောင့်ထဲပေါ်နိုင်မလားဆိုတဲ့အပေါ်စေရင်းနဲ့နိုင်ငံရေးအကဲခက်တွေကထောက်ပြနေကြပါတယ်။2025ခုနှစ်အောက်တိုဘာ15ရက်ကနေ19ရက်ထိနေပြည်တော်မှာအလုံယုံဆွေးနွေးပွဲကျင်းပခဲ့ရာဆွေးနွေးအကြံပြုချက်တရားတစ်ချက်ရရှိခဲ့ကြောင်းအဲ့ဒီဆွေးနွေးပွဲမှာနိုင်ငံရေးကဏ္ဍမှာအကြံပြုချက်48ချက်နဲ့စီးပွားရေးကဏ္ဍမှာတော့အကြံပြုချက်53ချက်ရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြံပြုချက်တွေကိုအလုံးစုံမဟုတ်ပဲ သုံးပုံတစ်ပုံသာအကောင့်ထဲပေါ်ဆောင်ရွက်သွားနိုင်ပါကမြမအရေးတွက်တိတာတဲ့အကျိုးဆက်များစွာရှိတယ်လို့ရန်ကုန်စောက်ကြီးအဖွဲ့အကူတာဒေါက်တာညိုအသိန်းကစီရင်တဲ့တင်ဌာနကိုပြောပါတယ်ဒီအကျံကြီးချက်ကိုဆိုတာပေါ့နော်အများကြီးလုပ်ကြရမလို့အဲ့အကျံကြီးချက်ကတော့လောက်တယ်လို့ကြည့်ရောနော်သုံးမလို့နိုင်တာပါသုံးမလို့မလို့လို့ကြည့်တိတာသင်ရှားရဲ့အကျိုးသတိအများကြီးခံစားရမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကမလို့ဖြစ်ကြတာခံရတယ်လေဒါကြောင့်မလို့လေဒီလိုကတော့လုပ်ဖြစ်အောင်တော့ ဟိုပတ်ဆိုင်ရာအတူတူဖြစ်နေတဲ့စိတ်ကူးမျိုးတော့အဒီလူကြီးမျိုးတော့ဟိုတပ်ပြန်ဖို့ဆိုတာကြီးတော့ရှိတာလေပေါ့နော်။ဒါပေမဲ့အခုအစိုးရခေါင်းဆောင်ကတော့ပြောင်းလဲဖြစ်နေဆိုတော့လက်ရှိအစိုးရခေါင်းဆောင်ကြီးဒီအနေနဲ့ကတော့ဟိုဟိုသူသူချက်ချပြောင်းလဲပြီးတော့ပေါ့နော်။အာဒီလိုနဲ့ပုံတော့မရှိဘူး။အခုကတော့နောင်ပတ်လာမယ်အစိုးရဖက်ပေါ့။နောက်အခုဒီနေ့တည်းကနောင်တက်လာမယ်အစိုးရဖွဲ့ကလည်းအဲတော့အမေလုံးလုံးနိုင်တယ်ဖြစ်တယ် အတန်ကိုနောင်တလာရဲ့အစိုးရအဖွဲ့ကအစိုးရအဖွဲ့ခေါင်းဆောင်တွေကဒါမျိုးစိတ်ဒီလိုမျိုးဒီလိုဆိုနေတာကအနိုင်ရဲ့အနာကအခြေပြုသွားအတွက်ကိုပြောထားတာဖြစ်တဲ့အတွက်နောင်အစိုးရအဖွဲ့ကဆောင်ရွက်နေပြီးတော့အတူတူပြောင်းနေရတာပေါ့နော်ငြိမ်းချမ်းသောမြန်မာအနာဂတ်တည်ဆောက်ခြင်းအလို့ယုံဆွေးနွေးပွဲမှာရရှိခဲ့တဲ့ဆွေးနွေးချက်တရားတစ်ချက်ကိုလက်ရှိအုပ်ချုပ်ရေးအဖွဲ့ကအကောင့်တွေပေါ်မှာလာရွေးကောက်ပွဲပြီးနောက်တက်လာမယ့်အစိုးရအဖွဲ့တွေက အကောင့်ထဲပေါ်မှာလားရှင်းရှင်းလင်းလင်းမသိရသေးပါဘူးဒါအပြင်လှုပ်တော်ကအကောင့်ထဲပေါ်မှာလားဒါမှမဟုတ်လှုပ်တော်ကိုတင်ပြအတည်ပြုချက်ရရှိပြီးမှအကောင့်ထဲပေါ်ခွင့်ရှိမှာလားအခြားသောစိတ်နှစ်ချက်တွေရရှိပြီးဒါဆိုလုံးအတည်ပြုချက်ရပြီးနောက်ပိုင်းမှာအကောင့်ထဲပေါ်ခွင့်ရှိမှာလားစတဲ့မေးခွန်းတွေရှိနေတယ်လို့စေရေးနဲ့နိုင်ငံရေးအကဲခက်တွေကထောက်ပြကြပါတယ်အလုံးစုံစင်းနေပဲမှာရရှိခဲ့တဲ့အကြံပြုချက်အများစုပါလှုပ်တော်ထဲမှာလှုပ်ဆောင်ရမှာမဟုတ်ပဲအစိုးရအဖွဲ့ခေါင်းဆောင်တွေကဒါအကောင့်ထဲပေါ်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ အလုံးစုံဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ဒေါက်တာညိုသိန်းကပြောပါဗါတယ်။အဲ့ဒီအကြံပြုချက်တွေကိုအဆိုရကအကောင်းဆုံးပြင်ဆင်သွားတာနဲ့အမျလက်နက်ကန်ဆန့်ကျင်လိုတဲ့စိတ်တွေရောကြသွားနိုင်တယ်လို့မြန်မာနိုင်ငံရေးလေးလာတုံးတက်သူဒေါက်တာအောင်မျိုးကစီနံတင်ဌာနကိုပြောပါဗါတယ်။အချို့တရားမို့လို့ရှိမှတင်ချပါလေ။ဒါပြီးတိုင်းသားတွေဘက်ကလည်းရှင်းနေမှာပေါ့နော်။နောက်ပြီးတော့စီးပွားရေးခွင့်ပြုတူတက်မှုတွေလည်းရလာမှာပေါ့နော်။ဒါပဲတော်တော့တိုင်းပြည်ရဲ့အနေအထားအတိုက်အခံတစ်ခုရှိကောင်းလာမှာပေါ့နော်။ အဲ့ဒါကဟာဒါကောက်သွားမှာပေါ့ဘာလဲဆိုတော့သူကဒီဟိုပါပေါ့ဒီအစိုးရအတွက်ဒီအုပ်ချုပ်ရေးစနစ်ပတ်ဝန်းကျင်ကြီးတစ်ခုကိုသူကအကောင့်ဖန်တီးပြလိုက်တယ်ဆိုလို့ရှိရင်တော့ဒါကကျွန်တော်တို့ကဟိုပြည်ပြည်သားများမှုနေနေမှာဟိုပါအတိုက်အခံတစ်ခုအထိကျွန်တော်တို့ကအကောင့်ပေါ့အစိုးရပေါ့အကောင့်ပြင်သွားတာနဲ့အမြန်ကျွန်တော်တို့ဒီဟာလာဒီလက်နက်ကဆန့်ကျင်လို့လည်းစိတ်တည်တယ်ရော့ကြသွားမှာဖြစ်တယ်လို့ကျွန်တော်တို့မြင်ရတယ်ပေါ့နော် နေပြီးတော့မှကျင်းပခဲ့တယ်။အလုံးစုံဆွေးနွေးပွဲမှာရရှိခဲ့တဲ့အကြံပြုချက်တွေဟာအစိုးရအသစ်ပေါ်ပေါက်ပြီးနော်။ချက်တရအတွင်းဆောင်ရွက်တင်တဲ့နိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေဆိုင်ရာအကြံပြုချက်တွေပါဝင်တယ်လို့အနာဂတ်နိုင်ငံတော်တို့လိုအပ်နေတဲ့အရသာခေါင်းဆောင်တွေပုံမပေါဝင်လာနိုင်စေဖို့အခြေအနေတွေပေါဝင်တယ်လို့တက်ရောက်ခဲ့သူတွေကပြောပါရတယ်။မြန်မာနိုင်ငံမှာဦးသိန်းစင်လက်ထက်2016ခုနှစ်ကကျင်းပခဲ့တယ်။ပြည်အောင်စုညီညာရေးညီလာခံနဲ့ဒေါအောင်ဆန်းစုကြည်လက်ထက်23ရာစုပြည်လုံးပြည်အောင်စုညီညာရေးညီလာခံတို့မှာ ရရှိခဲ့တယ်။ပြည်တော်စုသဘောတူညီချက်တွေဟာလှုပ်တော်ကအတည်ပြုထားသည့်တိုင်အခုထိအကောင့်ထဲပေါ်ဆောင်တာမရှိသေးပါဘူး။ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။တောင်ကိုရီးယားနိုင်ငံမှာကျင်းပတော့မယ့် APEC အစည်းအဝေးမတိုင်မီဂျပန်အလိုမှာမြောက်ကိုရီးယားနိုင်ငံကပတ်ထိန်တုံးကြီးတစ်စင်းပြစ်လွတ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တောင်ကိုရီးယားနိုင်ငံမှာကျင်းပတော့မယ်အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC အစည်းအဝေးမတိုင်မီရပ်ပိုင်းလိုမှာနောက်ကိုရီးယားနိုင်ငံကအောက်တိုဘာ22ရက်မှာပယ်ထိန်ဒုံးဒီဒဇင်ပြစ်လုခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။နျူလီယာလက်နက်ပိုင်ဆိုင်တဲ့မြောက်ကိုရီးယားသူ့ရဲ့လက်နက်အင်အားကြီးမားလာမှုကိုကမ္ဘာကသတိထားမိစေဖို့ပြသတဲ့အနေနဲ့အခုလိုဒုံးကြီးပြစ်လုခဲ့ခြင်းဖြစ်နိုင်တယ်လို့ကြွမ်းကျင်သူတွေကသုံးသပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ရုရှားကြားစစ်ဘက်ဆိုင်ရာဆက်ဆံရေးမြင့်တက်နေမှုဟာကမ္ဘာလုံးဆိုင်ရာတည်ငြိမ်ရေးကိုရှုပ်ထွေးစေနိုင်ပြီးရန်လိုမှုတွေမြင့်တက်လာနိုင်တယ်လို့အစိုးရမှုတွေထွက်ပေါ်နေပါတယ်။ ဖာဆောင်11 DA 415လို့ယူဆရတဲ့ဒုံးကြီးတစ်စင်ကိုမြောက်ကိုရီးယားရဲ့မြောက်ဖွန်ဝေးပြည်နယ်ကနေဒေတာဆန်တော်ကြီးနနက်7:30မိနစ်ခန့်မှာပြစ်လုခဲ့ခြင်းဖြစ်ကြောင်းတောင်ကိုရီးယားပူးတွဲစစ်ဦးသီးချုပ်တွေအဖွဲ့ JCS ကထုတ်ပြန်ခဲ့ပါတယ်။ဒီဒုံးကြီးဟာတာတိုပြည်နီးပြည်အမြောက်ပဲ့ထိန်ဒုံးကြီးဖြစ်ပြီးရေဒါကိုရှောင်လွှဲနိုင်တဲ့ KN-23 ဒုံးကြီးဖြစ်ကမြောက်ကိုရီးယားအစ်စကန်နာဒုံးကြီးလို့လည်းလူသိများပါတယ်။ ။နောက်ကိုရီးယားကပြစ်လို့ခဲ့တဲ့ဒီဒုံးကြီးဟာဂျပန်ပင်လယ်အတွင်းထံ UA ပြစ်လို့ခဲ့ပေမယ့်ကုန်းပြေတစ်ခုပေါ်ထံကြားရောက်သွားခဲ့တယ်လို့ဆိုပါရယ်။ မြောက်ကိုရီးယားရဲ့နောက်ထပ်ဒုံးကျည်တွေပြစ်လွတ်နိုင်တဲ့အလားအလာကိုသတိထားစောင့်ကြည့်နေပြီးအမေရိကန်၊ဂျပန်တို့နဲ့ထောက်လန်းသတင်းတွေကိုမျှဝေထားကြောင်း JCS ကထုတ်ပြန်ခဲ့ပါတယ်။မြောက်ကိုရီးယားမေလ10ရက်နဲ့မေလ22ရက်မှာလည်းအရှိပင်လယ်အတွင်းထံတာတိုပိဒုံးကျည်တစ်စင်းနဲ့ခရုစ်ဒုံးကျည်တွေပြစ်ခတ်ခဲ့ပါတယ်။ဒါအပြင်မြောက်ကိုရီးယားတောင်ကိုရီးယားမှာအေဘက်အစည်းအဝေးပြုလုပ်နေတယ်။အစည်းအဝေးပြုလုပ်နေတဲ့ကာလအတွင်းမှာလည်းနောက်ထပ်ဒုံးကျည်စမ်းသပ်မှုတွေပြုလုပ်ွယ်ရှိနေတယ်လို့ကြွမ်းကျင်သူတွေကသတိပေးခဲ့ပါတယ်။ ပေတုံတန်ရှင်နဝက်ဟာအော်တိုဘာ22ရက်နေ့မှာပါတီခေါင်းဆောင်ယာဒုကနေနှုတ်ထွက်သွားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖြူထိုင်းပါတီကိုပြန်လည်ပြင်ဆင်ဖို့အတွက်ပေတုံတန်ရှင်နဝက်ဟာအော်တိုဘာ22ရက်မှာပါတီခေါင်းဆောင်ယာဒုမှနှုတ်ထွက်သွားကြောင်းသတင်းရှင်းမှဖော်ပြခဲ့ပါတယ်။ပေတုံတန်ဟာအခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့စီရင်ချက်နဲ့ဝင်းကြီးချုပ်ယာရုမဖေရှားခံရပြီးလူလူထောက်ခံမှုတို့ကြာစင်းလာချိန်မှာ ပါတီခေါင်းဆောင်အဖြစ်မှနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ဖြူထိုင်းပါတီကိုပြန်လည်ပြုပြင်တိဆောက်ဖို့အတွက်နောက်ခေါင်းဆောင်တစ်တူရွေးချယ်ဖို့လမ်းပွင့်သွားခဲ့ပါတယ်။ပေတုံနဲ့ဟာအခုနှစ်အတွင်းကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကရာဟွန်ဆန်နဲ့ဖုံပြောခဲ့တဲ့အတန်ဖိုင်ပေါက်ကြားခဲ့ပြီးနောက်လူလူရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပါတယ်။ဒီအတန်ဖိုင်အတွင်းပေတုံတန်ဟာထိုင်းစစ်တပ်အကြီးအကဲတဦးကိုသူ့ရဲ့ပြိုင်ဘက်အဖြစ်ပြောဆိုခဲ့တာကြောင့်အခြေခံဥပဒေဆိုင်ရာတရားရုံးကသူ့ကို ကျင့်ဝတ်တိုက်ခါချိုးဖောက်မှုနဲ့ဝင်းကြီးချုပ်ယာရုမဖယ်ရှားခဲ့တာဖြစ်ပါတယ်။ဂျမရဲ့နှုတ်ထွက်မှုကြောင့်ပါတီဟာလိုအပ်တဲ့အစ်စ်မြင့်တင်မှုတွေပြုလုပ်ခွင့်ရမှာဖြစ်ပြီးလမ်းမဲ့ရွေးကောက်ပွဲမှာအနိုင်ရနိုင်ပါလိမ့်မယ်လို့ပေတုံတန်ကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအပြင်သူဟာဖြူတိုင်းပါတီဝင်တဦးအဖြစ်ဆက်ရှိနေမှာဖြစ်ပြီးထိုင်းနိုင်ငံအတွက်ဆက်လက်တာဝန်ထမ်းဆောင်သွားမယ်လို့လည်းပေတုံတန်ကပြောကြားခဲ့ပါဗျ။ဖြူထိုင်းပါတီရဲ့ရွေးကောက်ပွဲဆန်ရညွှန်ကြားရေးမှူ သူရိယဂျူအန်နူယူအန်ကစ်ကတော့နောက်တက်လာမယ်ဖြူတိုင်းပါတီခေါင်းဆောင်ဟာရှင်နဝက်မိသားစုဝင်ဖြစ်လိမ့်မည်မဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်ဖြူတိုင်းပါတီခေါင်းဆောင်တဲ့နေရာအတွက်သူကိုရွေးချယ်ပွဲရှိတာဆိုတဲ့ထင်ကြီးပေးမှုတွေကိုလည်းသူရိယကညင်းဆိုခဲ့ပါတယ်။ယူကရိန်းကရုရှားရဲ့ဓာတ်ရုပ်စက်ရုံကိုဒုံးကျည်တွေနဲ့တိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းအပြည့်အစုံကိုတင်ဆက်ပေးပါမယ်။ ယူကရိန်းဟာပြည်ထောင်နိုင်ငံလို့ Storm Shadow တာဝန်ပစ်တွန်းကျွေနဲ့ရုရှားရဲ့ဓာတုစက်ရုံတရုံကိုတိုက်ခိုက်ခဲ့ကြောင်းယူကရိန်းစစ်တပ်ကအောက်တိုဘာ22ရက်မှာပြောကြားခဲ့တယ်လို့ DW သတင်း website မှာဖော်ပြခဲ့ပါဗျ။အဲ့ဒီတိုက်ခိုက်မှုဟာရုရှားရဲ့လေကြောင်းကာကွယ်စနစ်ကိုထိုးဖောက်ဝင်ရောက်ခဲ့ပြီးပြည်မှတ်ကိုအောင်မြင်စွာထိမှန်နိုင်ခဲ့ကြောင်းတိုက်ခိုက်မှုရဲ့ရလဒ်တွေကိုလေ့လာဆန်းစစ်နေကြောင်းယူကရိန်းစစ်ဦးစီးချုပ်ကပြောကြားခဲ့တာပါ။ယူကရိန်းရဲ့တိုက်ခိုက်မှုအပြီးနိုင်ပိုင်းအကြမှာရုရှားကလည်းယူကရိန်းရဲ့ဒေသတချို့ကို drone တွေဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကလေး င်းနှစ်ဦးအပါအဝင်လူ6ဦးတေဆုံးခဲ့တယ်လို့ယူကရိန်းသမ္မတဇာလန်စကီကပြောကြားခဲ့ပါတယ်။ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့်ယူကရိန်းရဲ့မြို့တော်ကီရက်နဲ့နီပရိုပက်ထရိုဗက်စ်ဒေသတွေမှာလျှက်စစ်တအားပြတ်တောက်မှုတွေဖြစ်ခဲ့ပြီး ရုရှားဟာယူကရိန်းရဲ့စွမ်းအင်စရုံတွေကိုပိတ်မတ်ထားခဲ့တာဖြစ်ကြောင်းဒေတာခန်မီဒီယာတွေကဖော်ပြခဲ့တာပါရုရှားရဲ့ Bright တာတုစရုံကိုယူကရိန်းရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးရုရှားအာဏာပိုင်တွေကမှတ်ချက်ပေးခဲ့တာတော့မရှိသေးပါဘူးယူကရိန်းစစ်တပ်ကတော့သူတို့ပိတ်မတ်ထားခဲ့တဲ့ဓာတုစရုံဟာယူကရိန်းကိုတိုက်ခိုက်နေတဲ့ရုရှားရဲ့စစ်ပွဲမှာအ धिक အခန်းကဏ္ဍကနေပေါဝင်နေတဲ့စရုံတရုံဖြစ်ကြောင်းပြောကြားခဲ့ပါတယ်အဲ့ဒီစရုံမှာရမ်းမုံတွေ ဖောက်ခွဲရေးပစ္စည်းတွေဒုံးကျည်တွေနဲ့လက်နက်ခဲယမ်းတွေမှာအသုံးပြုတဲ့ဒုံးအင်ဂျင်လောင်စာအစိတ်အပိုင်းတွေကိုထုတ်လုပ်နေရဖြစ်ကြောင်းလည်းယူကရိန်းကပြောတာပါ ရုရှားသမ္မတပူတင်အနေနဲ့ငြိမ်းချမ်းရေးအတွက်အဆင်သင့်မဖြစ်မချင်းရုရှားရဲ့စီးပွားရေးနဲ့ကာကွယ်ရေးကဏ္ဍအပေါ်ဖိအားတွေတိုးမြင့်မယ်လို့ဖြစ်တဲ့ဝန်ကြီးချုပ်ကီယာစတာမာနဲ့တခြားဥရောပခေါင်းဆောင်တွေကကတိပြုပြောကြားခဲ့တဲ့နေ့မှာယူကရိန်းရဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်ယူကရိန်း၊ဂျာမနီ၊ပြင်သစ်၊အီတလီ၊ပိုလန်၊ဂျိမတ်၊ဖင်လန်၊ဥရောပသမဂ္ဂနဲ့နော်ဝေခေါင်းဆောင်တွေထုတ်ပြန်တဲ့ပူးတွဲညင်ညာချက်မှာယူကရိန်းနေနဲ့အပြစ်ကတ်ရဲဆဲရဲသဘောတူညီမှုမရခင်နဲ့သဘောတူညီချက်ရရှိအောင်ကြိုးပမ်းနေတဲ့ကာလအတွင်းအင်အားတောင့်တင်းတဲ့အနေအထားမှာရှိနေရမှာဖြစ် ကြောင်းဖော်ပြခဲ့ပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ်။ငါကိုတကိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာတကိုးကောင်းဆန်စွာပြုတ်လုခဲ့တဲ့ဆာလက်ရဲ့အပြုတ်မှုကိုအသင်းပိသက်တွေကသူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာဝေဖန်မှုတွေပြုတ်လုခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လီဗာပူးအသင်းကဖရက်ဘတ်အသင်းကိုငါကိုတကိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာ အတင်းဖို့ Florian Vis ကိုပေးပို့မှုပြုလုပ်ပဲကန်သွင်းမှုပြုလုပ်ခဲ့တဲ့တောင်မန်စားမစာလိုက်ရဲ့တခုကောင်းဆံမှုကိုအတင်းပြိသက်တွေကသူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။စာလက်ဟာဒီပွဲစဉ်မှာလီဗာပူးသင်းရဲ့ပွဲထွက်လူစင်နဲ့ခြံလက်ခံခဲ့ရပြီး84မိနစ်ရောက်မှသာ AGDK ရဲ့နေရာလူစားလက်ဝင်ရောက်ခဲ့ရတာပါ။ ဒီဝဲစီယံမိနစ်90ပြည့်ခဲ့ဒီမှာဆာလက်ဟာဖရိုယန်ဗစ်ကိုဒီဘောအသင်းကစားသမားဘဝပထမဆုံးတွင်းကိုတွင်းယူနိုင်ဖို့အတွက်ဂိုးဖန်တီးမှုပြုလုပ်ဝေဖို့အခွင့်အရေးရခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဆာလက်ဟာအသင်းဘော်ကိုလစ်လျူရှုပြီးသူကိုယ်တိုင်ကန်သွင်းမှုပြုလုပ်ခဲ့တာပါ။ပြီးခဲ့တဲ့နွေရာသီကပေါင်136တန်းနဲ့လီဗာပူးစီယံအသင်းကနေပြောင်းရွှေ့လာပြီးတဲ့ကဒီဘောအသင်းအတွက်တွင်းကိုမတွင်းယူနိုင်သေးတဲ့ဖရိုယန်ဗစ်ဟာဒီဘက်မှာဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ပြီးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒီဘာဦးသိန်းပြိသက်တွေကတော့ဘိုးရနိုင်မဲ့အခွင့်အရေးမှာ Foreign Base ကိုမပေးဖို့ခဲ့တဲ့စာလက်ကိုဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ဒီဘာဦးသိန်းပြိသက်တူကစာလက်သာဒီနေရာမှာတကူကောင်းမဆန်မှုဆိုရင်ဒါက Base တွေပထမဆုံးသွင်းဖို့ဖြစ်မှာပါ။ဒါကအလွန်ဆိုးရွားတဲ့ရွေးချယ်မှုဖြစ်ပြီးစာလက်ကသူ့ကိုယ်တိုင်ကန်သွင်းကြည့်နေတာပါလို့ရေးသားခဲ့ပါတယ်။နောက်ထပ်ပြိသက်တူကစာလက်အနေနဲ့တကူကောင်းဆန်တဲ့လုံဆောင်မှုတွေကိုစွန့်လွတ်ဖို့လိုပါတယ်။သူ့အနေနဲ့ပေးပို့မှုတွေပြုလုပ်ခဲ့ရင် ဒီဘက်မှာဂိုးပန်တီးဝန်၂ချိန်လောက်ရနိုင်တယ်လို့ရေးသားခဲ့ပါတယ်။လီဗာပူးသင်းပရိသတ်အချို့ကဆာလက်ကိုလာမယ့်ဘရန်ဖို့အသင်းနဲ့ပရီးမီးယားလိပွဲစဉ်မှာလည်းပွဲအတွက်လူစင်းကနေခြံလှမ်းဖို့တောင်းဆိုခဲ့ကြပါတယ်။ဆာလက်ဟာပြီးခဲ့တဲ့ရာသီကလီဗာပူးသင်းပရီးမီးယားလိချန်ပီယံဖြစ်အောင်အကောင်းဆုံးဆွဲဆောင်နိုင်ခဲ့ပေမယ့်ဒီရာသီမှာပုံမှန်ခြေစွမ်းအောက်ကိုရောက်ရှိနေပြီးပြိုင်ပွဲစုံ၁၂ပွဲကစားထားတာမှာ၃ဂိုးတွင်ယူပြီးဂိုးပန်တီးမှု၃ချိန်သာပြုလုပ်နိုင်ခဲ့တာပါ။လီဗာပူးသင်းဟာဖရက်ဘက်အသင်းကိုအနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲဆုံး၄ပွဲဆက်အရေးနိုင်နေမှုကိုရပ်တန့်နိုင်ခဲ့ပြီးဒါမဲ့ဘရန်ဖို့တင်းတဲ့ပွဲစဉ်မှာလည်းနိုင်ပွဲဆက်ယူနိုင်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်ဆီယန်နိုင်ငံသတင်းဌာနရဲ့2025ခုနှစ်အော်တိုဘားလ23ရက်နေ့အတွက် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။